်မင်္ဂလာပါရှင်ကစ်တင်ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်တရုတ်ပိုင်လိုင်းတွင်နာကအနေရကြီးတဲ့အရှိတရားများ ရခိုင်ပြည်နယ်ရမ်းမြဲနဲ့မတေးကျွန်းတွေကနေခရီးစတင်တဲ့အဓိကပိုက်လိုင်းကြီးတစ်ခုဟာတရုတ်နိုင်ငံအထိတွေ့တန်းနေပါတယ်။ပိုက်လိုင်းတစ်ခုဟာကပ်လီပင်လယ်ထဲကတဘာဝတံငွေတွေကိုတွေ့တန်းပေးပို့တာဖြစ်ပြီးတခြားပိုက်လိုင်းကတော့အရှေ့အလယ်ပိုင်းနဲ့အာဖရိကနိုင်ငံတွေကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကိုပို့ဆောင်ပေးနေပါတယ်။အဲ့ဒီပိုက်လိုင်းတွေဟာမိုင်မောင်းရာနဲ့ခြေရှည်လျပြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုဖြတ်ကျော်သွားတဲ့နောက်တရုတ်နဲ့ကွေကန်နဲ့ ကုမင်လိုမျိုးတွေစီကိုရောက်ရှိသွားပါတယ်တရုတ်အတွက်တော့ဒီပိုက်လိုင်းတွေဟာအင်တန်ပါနတ်တဲ့ရင်းနှီးမြှုပ်နှံအစီမံကိန်းတွေလို့ပြောနိုင်ပါတယ်အဲ့ဒီပိုက်လိုင်းတွေကြောင့်ပုံမှန်ရင်းနဲ့တင်ပို့မှုလမ်းကြောင်းတွေကိုကီလိုမီတာ1200လောက်ခရီးချုပ်နိုင်ခဲ့ပါတယ်တခြားတစ်ဖက်မှာတော့နိုင်ငံလူဦးရေနဲ့သုံးပုံနှစ်ပုံလောက်ဟာ လျက်စစ်တအောင်ဖူဖူလုံလုံမရနိုင်သေးတဲ့မြန်မာလိုနိုင်ငံအတွက်ဒီပိုက်လိုင်းကြီးတွေကိုမြင်နေရတာရင်နာကြပါပဲမြန်မာဟာကိုယ်နိုင်ငံပိုင်နက်တွေကထွက်ရှိတဲ့တဘာဝတက်ငွေတွေကခွဲတဲ့20ရာခိုင်နှုန်းလောက်ကိုပဲသုံးစွဲခွင့်ရနေတာဖြစ်ပါတယ်တကယ်တော့အဲ့ဒီပိုက်လိုင်းတွေဟာတရုတ်မြန်မာစီးပွားရေးဈေးညံ CMEC စီမံကိန်းကြီးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးတနည်းအားဖြင့်တရုတ်အစိုးရရဲ့ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု BRI မဟာစီမံကိန်းကြီးနဲ့ဆက်ဆက်နေပါတယ် BRN ဆိုတာကတရုတ်သမ္မတရှီကျင်းပြင်ရဲ့ထိတ်တန့်အဆင့်ဦးစားပေးလို့တရားဝင်ကြွေးကြော်ထားတဲ့လုပ်ငန်းစဉ်ကြီးပါတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကတွယ်တန်းထားတဲ့ပိုက်လိုင်းတစ်ခုဟာတရုတ်အတွက်ပို့ပြီးအတိတ်ပဲနဲ့ရှမ်းကျဲပြင်းနဲ့မဟာဗျူဟာရီမန်းချက်တစ်ခုကိုလည်းဖြည့်ဆည်းပေးထားတာပဲဖြစ်ပါတယ်လောလောဆယ်တရုတ်စီတင်သွင်းထားတဲ့ရေနံအများစုဟာမဲကရေလက်ကြားကိုဖျက်တမ်းပြီးဝင်ရောက်နေတာပါတကယ်လို့ထိုင်ဝမ်အရေးကိုအကြောင်းပြုပြီးအမေရိကန်က မလကာရေလက်ကြားကိုပိတ်လိုက်မယ်ဆိုရင်တရုတ်ဟာမြန်မာနိုင်ငံကိုဖျက်ပြီးသွယ်တန်းထားတဲ့ပိုက်လိုင်းတွေကိုအားကိုးနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီပိုက်လိုင်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတာကတော့ခက်ခဲပါတယ်။အထူးသဖြင့်2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းလိုက်ပြီးပြည်ရင်းစစ်မီစတင်လောင်းလိုက်တဲ့ချိန်မှာအခြေအနေမျိုးမှာအဲ့ဒီစိန်ခေါ်မှုကပိုပြီးကြီးမားလာပါတယ်။တရုတ်ဟာအာဏာသိမ်းစစ်တပ်ဘက်ကိုရိမ်းရိုင်းပြီးဒေါ်လာတန်း250ဘူးလောက်လက်နက်တွေရောင်းချပေးခဲ့ပါတယ်။ဒါပေမဲ့ရလက်ပိုင်းချအရထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူး။ပြည်ရင်းစစ်ဟာလူပေါင်း3000လောက်ကိုနေရက်ဆုံးခွာထွက်ပြေးစေခဲ့ပါတယ်။ ်စစ်ရှောင်များပြားဟာဆာလောင်ငဲမမှုအပါဝင်အကြက်တဲတွေနဲ့ရုံးကန်နေရပြီး တောတွေတောင်တွေထဲမှာခိုလုံနေရပါတယ်စစ်တပ်ကစက်သွေးရေးနဲ့အင်တာနက်ကွန်ရက်တွေကိုဖျက်တောက်ထားတာကြောင့် Starlink အင်တာနက်ကိုချိတ်ဆက်ပြီးအဆက်အသွယ်လုပ်ကြရပါတယ်ပိုက်လိုင်းတွေအတွက်စိုးရိမ်နေရတဲ့တရုတ်ဟာမြန်မာနိုင်ငံစီကျေးစားစစ်သားတွေတောင်မှဆေးလွတ်ခဲ့ပါတယ်ဒါပေမဲ့ပြည်ရင်းစစ်မှာပေါဝင်တိုက်ခိုက်စေဖို့မဟုတ်ဘဲတရုတ်ပိုက်လိုင်းတွေကိုစောင့်ရှောက်ဖို့အထွက်သာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့အာနာသိန်းစစ်တပ်နဲ့ဘလူးပလဲရက်တီနေတဲ့တရုတ်အပေါ်ပြည်သူများစုကယုံမုန်းကြပါတယ်တော်လည်းအင်အားစုတချို့က တရုတ်ပိုင်လယ်တွေကိုတိုက်ခိုက်မယ်ဖျက်ဆီးမယ်ဆိုတာမျိုးချိန်ချောက်ခဲ့ဘူးတလို့တချို့အစုအဖွဲ့တွေကလက်တွေ့အားထုတ်မှုတွေတောင်ရှိခဲ့ပါတယ်အဲ့ဒီတော့ဘေကျင်းမှာရှိတဲ့တရုတ်အစိုးရမြန်မာစစ်တပ်ကိုပိုင်လယ်တွေရဲ့လုံခြုံရေးကိစ္စစက်မှတ်ပေးဖို့ဖိအားပေးခဲ့ပြီးစစ်တပ်ကလည်းခေါင်းငိတ်နာခံခဲ့ပါတယ်အခုတော့ပိုင်လိုင်းတလျှောက်တချို့နေရာတွေမှာအဆောင်ချက်တွေထူးထူးတက်တက်ချထားပြီး အဲ့ဒီနေရာတွေနားမှာစစ်မဖြစ်လောက်ဘူးဆိုတော့ယုံကြည်ချက်မျိုးနဲ့ကိုလိုနေတဲ့စစ်ရှောင်တွေလည်းရှိနေကြပါတယ်။ဒါပေမဲ့အဲ့လိုယုံကြည်ထားရတာကတစ်ဖက်မှာလည်းအန်ရဲကြီးလို့နဲ့ဆုံးဖြတ်ချက်မှုတွေရှိနေပါတယ်။စစ်တပ်ဟာရေနံပလန်းတွေရဲ့အဓိကထိန်းချုပ်ရေးစံနာတွေတဝိုက်ကတော်တောင်နေမှာမိုင်းတွေထောင်ထားလေးရှိပါတယ်။အဲ့တော့အဲ့ဒီတဝိုက်မှာလယ်သမားတွေဟာမွေးထားတဲ့စိတ်ကြွဲနွားတွေပျောက်လေးရှိပြီးလိုက်ရှာရဲ့မိုင်းနှမီးတဲ့ဖြစ်ရဆိုးတွေနဲ့လည်းကြုံတွေ့နေရတယ်လို့အခုလိုပဲသိရှိရပါတယ်ရှင်။ ညတလောက်ပေါင်းဒီပလိုမေစီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စေယုစုရဲ့အာကိုအားထားရာဖြစ်တော်မူသောခေါင်းဆောင်ကြီးမေအောင်လှိုင်ဟာပူတင်နဲ့တွေ့ဆုံခွင့်ရသပြီးမေအောင်လှိုင်ဟာစိတ်ထဲတွင်အာကိုအားထားရာဆွေမျိုးရင်းချကြီးကိုယုံကြည်လာဟန်ရှိပါတယ်။ဒီအတွက် တောကလူများမျိုးရှိဆွေမျိုးများထံအလဲသွားတဲ့အခါငှက်ပြောငှက်ချောက်စတဲ့ဒေတာအတွက်သီးနှံများယူလာလိမ့်ရှိတယ်လို့သူကလည်းငတလောက်ပေါင်းနဲ့လက်ဖက်တုံများဂျိုင်းကြီးဂျိုင်းငယ်နဲ့တည်သွားသည့်တခါမှမကြဘူးတဲ့အဖြစ်မျိုးကြားခဲ့ရတဲ့ အခါလူတိုင်းရည်ရမလို့ငိုရမလို့ဖြစ်နေပါဗျ။ပူတင်ဟာငပြောသည်ကြိုက်တယ်ဆိုကငပြောကင်ကိုသူကိုယ်တိုင်ထမ်းပိုးယူသွားမှသာဖြစ်တယ်လို့မြင်ရသူအပေါင်းကလည်းတန်တော်ဖြစ်ကြမယ်ထင်ပါတယ်အသက်နဲ့အာနာအိုးစားမကွဲအောင်လုံနေရတာဖြစ်၍တဘာဝကြရဲဟုယူဆကြမိတာဖြစ်ပါတယ်၎င်းယူလာသောဟင်းလျာများကိုအကြိုက်တွေ့သွားပါကစီးပွားရေးအရာလည်းနိုင်ငံသားငွေရတဲ့အပြင်ရုရှားမြန်မာတစ်ကြီးခိုင်မြဲစီရန်အတွက် မြန်မာတမင်းဆိုင်များမော်စကိုကိုနေရာအနှံ့အပြားတွင်ဖွင့်လှစ်နိုင်ပြီလားဒါမှမဟုတ်ဖြစ်လာပါကအမျော်အမြင်ကြီးလာသောခေါင်းဆောင်ကြီးအဖြစ်ပို၍ပင်လေးစားလာကြမည်ဦးမင်းအောင်လှိုင်ဟာဗလာဒီဗော့စတော်ရင်နောက်ထပ်ကောင်စစ်ဝင်ရုံဖွင့်ရန်ပြီးပူတင်အားအဆိုပြုခဲ့သည်ဟုဆိုရပါတယ်ပူတင်နဲ့ကာကွယ်ရေးအပြင်နျူကလ িয়ার စွမ်းအင်လျှက်စစ်တပ်အားစစ်မှရေးပညာရေးစိုက်ပျိုးရေးစေဝါထုတ်လုပ်ရေးတို့ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးခဲ့သည်ဟုသိရပါတယ်။ နျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်ပြီး SMR ဂျပန်ဘုံအသေးစားတုံ့လုံပုံ2023ခုနှစ်ကလေးကလက်မှတ်ရေးထိုးခဲ့တော့လဲအခုတိနေရတိတိကျကျမသိမှတ်သေးပါနေရန်စိမ်းနဲ့တန့်စင်ပြီးလောင်စာဆီများကိုရုရှားမှတင်သွင်းနေရတော့လဲရုရှားရဲ့ရေနံချက်စက်ရုံကြီးအကောင့်ထဲပေါ်လာဖို့အရေးကဗဇက်ပြောပင်ရှိပါသေးတယ်အလားတူရေအားလေအားကြောက်မီသွေးသုံး တအားပေးစက်ရုံများကလည်းလေထဲတွင်ပင်ရှိနေပါသေးတယ်။နှစ်နိုင်ငံကုန်သွယ်ရေးပမာဏဟာဒေါ်လာတန်းရာခနှန်းမျှသာရှိပါတယ်။ရုရှားမှာဓာတ်မြေဩဇာများရေနံထွက်ကုန်များစေဝါများတင်သွင်းနေရပြီးမြန်မာမှအစံတတိယဆုံးအထည်လိမ့်နဲ့ဖက်နက်များတင်ပို့နေပါတယ်။အီယာဝတီလင်ရုရှားက၎င်းတို့အားလက်နက်များရောင်းချပေးနေတဲ့ကလွယ်၍ကြံများကဘာတစ်ခုမှ ဖြစ်မလာသေးဟု သိရပါတယ်။ တီးဖြူဘနက်ပါအစ်စ်မျိုးနဲ့ပြန်လာခဲ့ရတာကြီးပဲဖြစ်ပါတယ်။မော်စကိုရဲ့ဘယ်ဗီလီဟေးရင်တင်စားခံရသောရူလလီယောဂါစိန်ခန့်ရက်ွက်ကြီးဟာပုံရှိုးခွေရှိုးနဲ့နေနေရတဲ့စီးရီးယားအာနာရှင်ဟောင်းဘာရှာအယ်အာဆက်တီ၎င်းနဲ့ပူတင်တို့တွေ့ဆုံနေရတဲ့တဲ့င်းကိုရုပ်မြင့်တန်ကြားတွင်ကြည်ပြီးပြုံးနေမိတာဖြစ်ပါတယ်။ဒါမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလအစောပိုင်းကရုရှားတို့မှလုံခြုံရေးကိုတင်းကျပ်စွာချလာတဲ့ကြားမှာ၎င်းအား အစိတ်ခတ်သက်ရန်ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပြီးအသက်မသေးပဲလွတ်မြောက်ခဲ့ကြောင်းနိုင်ငံတကာသတင်းမီဒီယာများတွင်ပြန့်နှံ့ခဲ့ပါတယ်။စီးရီးယားအစိုးရတကလည်းအာဆက်ကိုလွှဲပြောင်းပေးရန်ရုရှားအစိုးရအားတောင်းဆိုထားမှုကိုအပြစ်ပေးလိုက်ခြင်းဖြစ်နိုင်ပါတယ်။ မီတိုးပင်ဆိုစေကမူပူတင်က၎င်းရဲ့ယူကရိန်းစစ်ပွဲတွင်မိတ်ဆွေရင်းကြကြီးပမာအားကိုးရသောရှီကျင့်ပင်အပိုင်စားရတဲ့မြန်မာနဲ့ပတ်သက်ပြီးမျက်နှာအပြတ်မခံသလိုပြောသမျှနားထောင်ပြီးမလွဲသာမရှောင်သာဖြစ်လာရင်နားလည်မှုစာကြုံလာကလေးလက်မှတ်ထိုးပေးလိုက်တာနဲ့အနေထားနဲ့ချွေးသိမ့်လွတ်ခဲ့ခြင်းသာဖြစ်ပါတယ်။၎င်းလုံးမဲ့ရွေးကောက်ပွဲအားလည်းပူတင်ကိုရှင်းပြခဲ့ပြီးလိလာဆောင်ကြည့်သူများကလွတ်ပေးရန်ပြောခဲ့ပါတယ်။တရုတ်ဟာရွေးကောက်ပွဲအားနိုင်ငံရေးအခြေအနေတစ်ခုထွက်ပေါ်လာရင်မျောလင့်တကြီးဖြင့် တွန်းအားပေးခဲ့တော့လေတိုရွေးကောက်ပွဲဟာမင်းအောင်လှိုင်တဦးတဲ့အတွက်သာဖြစ်လာမှာကို ရေးစားမိလာကြပြီပဲဖြစ်ပါတယ်မင်းအောင်လှိုင်ဟာ USDB ကိုခူတုံးလုပ်ပြီးနိုင်ငံရေးကိုကျောက်ကင်နိုင်ရဲ့တက်မအစစ်မြင့်အရာရှိကြီး20ကျော်အပါအဝင်ယာနဲ့ချီပြီးတဲ့သွင်းလာတာပဲဖြစ်ပါတယ်အလားတူပါတီတို့စေလွတ် ထားပြန်တယ်ဟုသတင်းရရှိပါရယ်မင်းအောင်လိုင်ဟာတီးပြူပနက်ပါအစဉ်ပြင်းရုရှားသို့သွားကြည့်ပြန်ကြည့်နေမျက်နှာကျူသွေးနေရချိန်တွင်အင်ပီရိုမှနေရဒေါ်နယ်ထရန့်ဟာနိုင်ငံခြားအကူအညီများကိုဒေါ်လာ1.8ဘီလီယံအထိပေးသွားရန်စီမံလာရည်ပဲဖြစ်ပါရယ်အခုလိုပေးရခြင်းမှာတရုတ်ရဲ့အောစာလွှမ်းမိုးမှုကိုတုံ့ပြန်ရန် မက်စ်ဝါဒါနဲ့အမေရိကန်စက်ကျင်အစိုးရများကိုရင်ဆိုင်ရန်အရေးပါသောတရုတ်တွင်ထပ်ပစ္စည်းများကိုတောက်ပံ့ရေးကွင်းဆက်များကိုလမ်းကြောင်းလွှဲရန်အစရှိတဲ့တို့အတွက်သုံးဆဲသွားမှာလို့ဖော်ပြထားပါတယ်။မင်းအောင်နိုင်ဟာအရေးမြအဖက်မြတူယူတယောက်ပမာအနျူကလီယာဟုဟစ်တွေးလာနေမှုကပင်အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်မှန်းတတိမမှုပဲရှိနေပါကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။